ကြားပေါင်းနဲ့လက်ထက်ခဲ့ပြီးသားဦးလေးကိုတော့မှမွေးဖွားထားပြီဖြစ်တဲ့ညမဖြစ်သူစီဝိရီတောင်းနဲ့ပတ်သက်ပြီးနှမျောတတဖြစ်မိတဲ့အကြောင်းမကြာခဏပို့စတင်ရေးသားနေတဲ့တရုတ်ဆောင်အေဝီရီတောင်းကိုစီဝိရီတောင်းရဲ့ခင်မွန်တယောက်အနေနဲ့အပြည့်ပြောလာခဲ့တဲ့ကြားပေါင်းမင်္ဂလာပါပရိသတ်ကြီးရှင်အစိုးရကြားပေါင်းတဲ့စီဝေးရီတောင်းတို့ကတော့ပရိသတ်တွေကိုတရားဝင်အသိပေးပြီးတော့လက်ထပ်ပေါင်းသင်းနေထိုင်နေကြတော့အခုဆိုရင်တော့တာလီတရားကိုတော့မှအောင်မြင်စွာမွေးဖွားပြီးခဲ့ပြီပဲဖြစ်ပါလေ အဆိုတော့ဂျာပေါဟာပထမအိမ်အောင်ရှိခဲ့ပူပြီးတမီးနှစ်ယောက်ပိုင်ဆိုင်ခဲ့ပူတဲ့ဆိုပေမယ့်ပထမအိမ်အောင်နဲ့စိတ်တဘောထားချင်းမတိုက်ဆိုင်လို့ကွာရှင်းပြီးတဲ့နောက်မှာရှင်ဝီအီတောင်းနဲ့လက်ထပ်ခဲ့ပြီးအခုလိုတားယောက်ကြားလေးတယောက်ကိုမွေးဖွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်အစောတော့ကြားပေါက်ကဒုတိယဇနီးဖြစ်တဲ့ဆွေဝေးရီတောင်းတဲ့သားလေးအပြင်ပထမဇနီးနဲ့ရတဲ့တမီးလေးနှစ်ယောက်ကိုလည်းအဆဆရရလိုလေသေးမရှိဖခင်ကောင်းတယောက်အနေနဲ့ရောခင်မွန်ကောင်းတယောက်အနေနဲ့ပါအရာရာဖြစ်စည်းပေးနေခဲ့တာလည်းဖြစ်ပါတယ် ဒါပေမဲ့ဆွေးမွေးရည်တောင်းရဲ့အမားဖြစ်သူတရုတ်ဆောင် အေးဝေးရည်တောင်းကမကြခနဆိုသလိုညီမဖြစ်သူကိုတနာတယ်ဆိုတဲ့အကြောင်းရေးသားဖော်ပြနေခဲ့တာကြောင့်အဆိုတော်ကြားပေါက်ကတော့ပြပြတသားပြန်လည်တုံ့ပြန်လိုက်တာပဲဖြစ်ပါတယ်။တရုတ်ဆောင်အေးဝေးရည်တောင်းကအငငယ်မအိမ်အောင်ကြတော့စိတ်အပူဆုံးကအမေပါပဲ။ပြီးတော့ကိုရီပေါ်လီထမင်းအိုးခလုတ်တောင်မနေတတဲ့ညီမကဓာတ်ပေါက်တောင်ဖောက်တက်နေတယ်ဆိုပဲ။အိမ်မှာတပြက်စီးတစ်ချက်မလဲခဲ့ရတဲ့သူကတအိမ်လုံးတာဝန်ယူနိုင်တဲ့လေ။ အဝတ်ဆိုရင်လေဗီဒိုတွေကအထက်လိုက်တွေကရွေးရတဲ့ကလေးကအင်ဂျီတွေအထက်လိုက်တောင်မီးပူတိုက်နိုင်နေပြီတဲ့မုံအစုံပါလှုပ်တက်သေးတာတဲ့ကိုကြားရတော့ဝမ်းသာရမလို့ဝမ်းနေရမလို့ပါပဲအင်းပေါ်လီအရာရာကပြောင်းလဲတက်ပါတယ်ဆိုပြီးတော့အေဝီရီတောင်ကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားဖော်ပြခဲ့ရအောင် အဆိုတော့ကြာပေါက်ကလည်းသူရဲ့ဇနီးဖြစ်သူကိုမကြခနာဆိုသလိုတနာရဲဆိုတဲ့အကြောင်းပြောနေခဲ့တဲ့မအေးတန်းကိုအဲဒီလောက်တနာဆရာကောင်းနေလေနင့်လိုမျိုးခရိုနီနဲ့ယူခိုင်းလိုက်လေတခါလဲမဟုတ်နှစ်ခါလဲမဟုတ်ဒီစကားတွေလာလာပြောတဲ့ဆိုပြီးတော့သူရဲ့မိုင်းကြီးကနေပြန်လဲတုံ့ပြန်ခဲတာပဲဖြစ်ပါတယ် တယောက်ဆောင်အေဝေးရီတောင်းဟာညီမအငယ်ဆုံးလေးဖြစ်တယ်လို့အိမ်မှာပိုးလို့ဥထားခဲ့တဲ့ညီမလေးကအိမ်အောင်ကြတဲ့အချိန်မှာခလေးနှစ်ယောက်အဖေနဲ့အိမ်အောင်ကြခဲ့တယ်လို့အိမ်မူကိစ္စတွေကိုလည်းလက်မလဲအောင်လုပ်ကင်နေရတဲ့အတွက်တနာမိတယ်ဆိုရဲအကြောင်းပြောလာခဲ့တာဖြစ်ပါတယ်။ မအေးတောင်းကတော့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထည်လို့တောင်ပြောလို့ရတယ်။ Remax မြန်မာကုမ္ပဏီရဲ့ Chrony တထည်ကြီးတဦးနဲ့လက်ထပ်ထားတာကြောင့်ချိန်မွေးမိမလောင်လက်မွေးမိမလောင်ဘဝကိုအေးချမ်းချမ်းဖြတ်သန်းနေရတဲ့အတွက်မြန်မာဖြစ်သူရဲ့အိမ်အောင်ဘက်ရွေးချယ်မှုအပေါ်အမလို့အမရဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။